ီလက်မြေတွေကိုဒီလိုနီလက်မျိုးစုံအသုံးပြုလို့ရပါတယ်။ပိုရှန်တွေရဲ့ဘီလက်မြေဆိုတာကထင်းတရခက်ခဲလို့အိမ်တွင်းမှာလည်းဘီလက်မြေအမှုန်တွေကြောင့်ပေပွနေတတ်ပါတယ်။ရာသီဥတုကြောင့်လည်းအလျင်မြန်အေးခဲသွားတတ်ပြီးတော့ရှင်းလင်းရလည်းခက်ခဲစီပါတယ်။တင်တို့ရဲ့အိမ်မှာအသုံးပြုလို့ရသေးတဲ့ဘီလက်မြေအနေငယ်ရှိနေရဆိုရင်ဒီနီလက်တွေကိုအသုံးပြုကြည့်လိုက်ပါ။ဘီလက်မြေကိုဖြိုလိုက်ပြီးတော့ပလတ်စတစ်အိတ်ထဲထည့်လိုက်ပါ။ပြီးတော့ရဲ့အခါမှာလက်အိတ်ကိုခြိလိုက်ပြီးတော့ဇလုံးတစ်ခုတည်းကိုထည့်ပြီးတော့အပေါ်ကနေခွက်တစ်ခုကိုတင်ပြီးတော့အလေးချိန်ပါတဲ့အရာဝတ္ထုတစ်ခုနဲ့ဖိထားလိုက်ပါ။ခြောက်သွားတဲ့အခါမှာလက်အိတ်ကိုဖယ်ပြီးတော့ ကြည့်လိုက်မယ်ဆိုရင်အခုလိုပဲအမြင်ဆန်းစီတဲ့ပန်းအုံးငယ်လေးရပါပြီ။ရွှေပြုံသီး6ကိုထက်ချမ်းချမ်းပြီးတော့ပြီးလက်မြင်နဲ့မထူမပါလောင်းပြီးတော့6တဲ့အထိစောင့်လိုက်ပါ။ဒါဆိုရင်တော့တမျိုးလေးရှိချင်စရာလက်ရှိခွက်လေးရရှိပြီးပဲဖြစ်ပါလိမ့်။ဖျားသီးကွန်ရဲ့လှပတဲ့ငါးခံလေးပြုတ်လို့လို့ရတယ်ဆိုတာသိပါသလား။အရင်ဆုံးဖျားသီးအကြီးတစ်လုံးကိုထက်ချမ်းချမ်းပြီးတော့ကုံအောင်စားလိုက်ပါ။ပြီးသွားတဲ့အခါမှာမှောက်ခုံမှောက်ပြီးတော့ပြီးလက်မြင်လောင်းလိုက်ပါ။နောက်ထပ်တစ်ချမ်းကိုတော့အနှဲငယ်လေးဖြတ်ပြီးတော့ပထမတစ်ချမ်းနဲ့ဆက်ပြီးလိုက်ပါ။ ဒါဆိုရင်တော့အခုလိုပဲရက်ရှိအေးချိန်မှာပန်းအိုးနဲ့ငါးမွေးကန်အတွဲလိုက်လေးကိုပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ဖော်ရုံးကိုပုတ်ချပြီးတော့ပြလက်မြင်းနဲ့ရောမွေပေးလိုက်ပါ။ပြီးရင်တော့အလုံးလေးတွေလုံးပြီးတော့ဇလုံးအကြီးတစ်ခုမှညီညီလေးကတ်ပေးလိုက်ပြီးတော့အချောက်ခံလိုက်ပါ။ဒါဆိုရင်တော့ပွန်ဆိုင်ပင်စားတဲ့အပင်တစ်တစ်လေးတွေကိုထည့်ဖို့အတွက်အိုးလာလာလေးရရှိပြီဖြစ်ပါတယ်။အတုံးမလိုတော့တဲ့မျက်နှာတုပ်ပေါ်ကအဟောင်းတစ်ခုကိုပြလက်မြင်းနဲ့နှိပ်ပြီးတော့ကားတရာပေါ်မှာတစ်ဖက်တူတစ်ဖက်ရှည်ပြုလုပ်ပြီးတော့အချောက်ခံပေးလိုက်ပါ။ချောက်သွားတဲ့အခါကျရင်အထဲမှာမှန်ရင်လေးထည့်ပြီးတော့ကိုယ့်ရဲ့အိမ်ငန်းထဲမှာအလားရှင်ထားလို့ရမယ့်ငါးမွေးကန်လေးရရှိပြီဖြစ်ပါတယ်။ ဒီလက်မြေကြံလေးတွေမခဲသွားခင်မှာဒီနီလန်းလေးတွေအတိုင်းပြုလုပ်ကြည့်ကြပါဗျာ။